မြတ်စွာဘုရားဒါမင်းရှိတော့ဆိုအေးတဲ့အမင်းတို့အချုပ်ပြောလိုက်မယ်ရဟန်းတန်ခါးတွေသင်တို့ကအချုပ်တစ်ခုပြောလိုက်မယ်ငါတစ်ခုအရေးကြီးတာပြောမယ်ဟန္တဓာဏိဘိခွေအမန္တရာမိဩမင်းတို့ကိုပုံမွင်လင်းလင်းပဲပြောလိုက်မယ်ဘာလို့ဝရဓမ္မသင်္ခါရသင်္ခါရတရားဆိုဘယ်တော့မှမမြဲဘူးအားလုံးက ချိန်တန်ရင်ပျက်စီးသွားမှာဖြစ်တယ်ဆိုတော့မမေ့ကြတာလောကလူတွေကနော်သာဝရလို့ထင်ပြီးတော့မိမိလျော့လျော့နေတတ်ကြတာကိုဒါကြောင့်မို့မြတ်စွာဘုရားကဝိရဓမ္မသင်္ခါရကံစိဥတုအာရလို့ဆိုတဲ့အကြောင်းလေးပါနဲ့ပေါင်းစပ်ထားတယ်တခြားအကြောင်းတွေယေတုပစ္စည်းအာရမဏပစ္စည်းစတဲ့အကြောင်းတရားတွေနဲ့ပေါင်းစပ်ပြုပြင်ထားတဲ့သင်္ခါရတရားမှန်တယ်ဗျာဝိရဓမ္မ ယူရင်းပျက်စီးသွားမဲ့သဘောတွေကြီးပဲသဘောရှိတဲ့တရားတွေကြီးပဲဖြစ်တယ်။အဲ့တော့ဒီလိုမခံမြဲတဲ့တရားတွေပေါ်မှာတတိထာဟုအပ္ပမဒိနာတမ္ပါတိထကိုလုံးတဲ့လုံးတိုင်းတဲ့အရာတွေဘာတွေရှိတယ်ဆိုတာကိုယ့်ဘာကိုတတိထားပြီးတော့ကြင်ကြံကြိုးကိုအထောက်ကျမ်းအမှဖြစ်တယ်လို့ရသော်ဗျာကအရေးကြီးတဲ့မိန့်ကြားချက်ကိုဝေဒာလီမဟာဝနတော်ဟုတ်တယ်ကွာ ဒီကုဒါကရတာလအကြောင်းဥပဋ္ဌာနာတာလစီဝေခမကြီးတဲ့မှာရဟန်းတော်တွေကိုဆုံးမအောင်လာပေးခဲ့တာသာသနာတော်အတွက်မြင်မြအရေးကြီးတယ်ဆိုတာအလုံးတရားချေခင်သူတော်ဇင်ပရိသတ်ပေါင်းတို့သိရှိနားလည်နိုင်ကြပါလေ။ယသောဗျာရဲ့အရေးကြီးဆုံးသာသနာလို့ခေါ်ဆိုရတဲ့တရားဟာအခုပြောရတဲ့တတိပဌာန်၄ပါးသမ္မပဌာန်၄ပါးအဋ္ဌိပဌာန်၄ပါး ဣန္ဒြေ၅ပါးပူ၅ပါးဘုရင်9ပါးမဂ္ဂင်7ပါးသာနေဖြစ်တယ်။အဲ့ဒီတရားတွေကိုယ်တဏ္ဏမှာပျောက်ကွယ်နေပြီဆိုရင်ကိုယ့်အတွက်သာသနာကွယ်နေတယ်လို့ယူဆ။အဲ့ဒီတရားတွေကိုယ်တဏ္ဏမှာထိုက်တဲ့သလောက်ရှိနေထိုက်တဲ့သလောက်သာသနာတည်တယ်လို့ယူဆ။အပြည့်အဝတည်ပြီးရှုမှတ်ကိုယ်တဏ္ဏအပြည့်အဝတည်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားဒီတရားတွေကိုလေ့လက်ထားပြီးတော့ အပမာဒေနသမ္မာဒေတာမမေ့မလျော်သောတတိဖြစ်ဒီတရားတွေကိုယ်တဏ္ဍာမဖြစ်အောင်ကြိုးစားရကြကြိုးစားကြပါဒီလိုမှာကြားတော်မူတာဖြစ်ပါလေတရားချစ်ခင်သူတော်စင်ပြိတ္တအောင်တို့မြတ်စွာဘုရားအရေးကြီးဆုံးဖြစ်တဲ့ဒီစကားကိုမင်ကြားပြီးတော့ခုလိုမှာကြားတာကိုမှတ်တတိယတို့ကိုလည်းပဲဒီတိုင်းမှာကြားတယ်လို့စိတ်ထဲမှာခံစားနားလည်ပြီးရသော်ဗျာရဲ့အဆုံးအမလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း